အပြင်မှာကဟိုကြောတာဆိုင်လေးတေးသေးလေးဒါပေမဲ့အပေါ်မှာဘယ်နှဆက်ရှိလဲဆိုတာကျွန်တော်တို့လိုက်ကြည့်လို့ပြီးတော့အခုဒီမှာကြောက်နေရန်လေးနေကြောက်နေတော်လှတယ်ဓာတ်ပုံရိုက်လဲလှတယ်ကျွန်တော်လုံးဝသူကပုံစံလေးကြအောက်မှာကဂျင်းနေလို့ထင်တာဒါပေမဲ့လုံးဝမဂျင်းဆိုင်အပြင်ဆိုင်ရယ်မိုက် ဒီဆိုင်လေးကို recommend ပေးချင်တာဈေးလေးလည်းအဆင်ပြေစားရတာလည်းအဆင်ပြေဆိုင်ရင်ကမုံပွင့်ရဲ့ဒီဘက်ဘေးနားမှာလူတွေတွားနေကြဆိုင်လေးတစ်ခုရှိရဲအဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ hitting key အ hitting key မှာဘာရှိလဲဒီ coffee ဆိုင်မှာဘလို့ပြင်ဆင်ရှိနေရဆိုတော့ကျွန်တော်လည်းသူလိုက်ကြည့်ပါအခါချင်းဝင်လိုက်တာပဲဆိုင်ရဲ့အပြင်စင်လေးကိုမြင်တဲ့အတိုင်းပဲပေါ့နော် နည်းနည်းတိုင်းပဲဘလို့လဲဆိုလို့ရှိရင်သူကကြောက်သားကြောက်ငြံရံလေးနဲ့လှုပ်ထားအဲဒီအောက်ထက်မှာဆိုလို့ရှိရင်လေအဲဒီမှာအေးအေးဆေးဆေးထိုင်လို့ရတယ်ခုံလေးရှိတယ်အောက်မှာဘောဘောဘွားထိုင်လဲရတယ်ဂျူရဲ့အပြင်စင်ကိုကြည့်လိုက်ရဒီဇိုင်းကိုတော်တော်မိုက်သူကအပြင်မှာလာဟိုကြောလာဆိုင်လေးတေးသေးလေးဒါပေမဲ့အပေါ်မှာဘယ်နှထက်ရှိလဲဆိုတော့ကျွန်တော်လည်းသူလိုက်ကြည့်လို့ပြီးတော့အခုဒီမှာကြောက်နေရန်လေးကြောက်နေတော်တော်လှတယ်ဓာတ်ပုံရိုက်လဲလှတယ် ဆက်ပြီးတော့အပေါ်မှာဘာရှိလဲထပ်ပြီးကြည့်အောင်ဒီကြောက်ခုလေးတွေရောက်သွားကြလို့ပေါ့နော်အာဒီနေရာကိုနည်းနည်းဒူရမ်းများတယ်လို့လည်းမဟုတ်ဘူးလဲတယ်လို့လည်းမဟုတ်ဘူးပေါ့နော်နည်းနည်းဒီနေရာလေးတော့ရတာအာညီမလေးမှားမယ်နော်โอเคအာမင်းကြီးတွေကတော့အစုံပဲအာကုဘွန်ဆက်လေးရှိတယ် ်အပြောင်းနောက်က special ဒီ coffee နဲ့ပတ်သက်တာလေးအစုံပဲအာနောက်တစ်ခုကတော့ဘာရှိသေးလဲဆိုတော့ advertiser လေးကြီးလည်းရရတယ်လားဟိုဈေးလေးလည်းအသင့်သင့်ပြောလို့ရှိရင်ဒီ menu စာအုပ်ထဲမှာဘာတွေပါလဲဆိုတာကိုလည်းထပ်ပြီးတော့ပြောပြမှာအားလုံးမင်္ဂလာပါဟုတ်အကိုကို advertiser ရဲ့ကအကိုကို fish finger လေးအော် fish finger တပွဲအမ်ပြီးတော့ sandwich တွေအားစားမယ်အော် ်ဆိုတော့ဘာလေးနဲ့သုံးဆောင်လဲ။အော် sandwich ကဟိုက class sandwich ရှာတယ်။ class sandwich တပွဲပြီးတော့နောက်ထပ်ကျတော့ coupon set ။ coupon set ကတော့ဟိုတနေပုံရတာကြည်ရဒီမှာ coupon set လေး။ဟုတ်။အဲ့ဒါဆိုရှင်အခု queen bee ရဲ့အာပြီးတော့ sunshine intake kit ရှင်။အဲလောလောလတ်လတ်တော့မုတ်လေးမှားလိုက်ပြီ။ပြီးရင်မုတ်တွေစားပြမယ်။အစားရင်အပြင်စင်းနေဘယ်လိုရှိလဲဆိုတော့ကျွန်တော်လည်းသူကြီးကြည့်ကြတာ။ ဖြစ်လာခုနကကျွန်တော်ပြောတဲ့အတိုင်းပဲဘောနော်လုံးဝသူကပုံစံကြီးကအောက်မှာလာဂျင်းနေလို့ထင်ရတယ်ဒါပေမဲ့လုံးဝမဂျင်းဆိုင်အပြင်ပြန်လာမိုက်တယ်ဒီကလူကတော့နည်းနည်းတော့များတယ်ပေါ့နော်ဒါပေမဲ့ဒီမှာလူများနေတယ်မြင်တယ်ဝိုင်းနေတယ်အများကြီးရှိတယ်ထိုင်နေခါကြလို့ရှိရင်လည်းအဆင်ပြေရဲ့ပုံစံမျိုးအနေထားလေးရှိတယ်အဲ့တော့ဒီကမကဘယ်လိုဆိုင်ကြိုးတင်ရရှိရတော့ထက်ကြည့်ပါ နောက်တစ်ခါလည်းရှိသေးတယ်ဒီအောက်အပြင်အပေါ်မှာနောက်တစ်ခါရှိသေးတယ်နောက်တစ်ခါကဘယ်လိုနေထိုင်လို့လဲဆိုတော့ဖတ်ကြည့်အသာလို့ရှင်တာတုံးတက်မြောက်ပေါ့နော်တုံးတက်ပါဒါပေမဲ့ဆိုင်ကမသိလို့ရှင်ချဲလို့ခံစားအောင်မှန်နော်မသိလို့ရှင်ဆိုင်ရဲ့အကျင့်ကနောက်ထပ်တစ်နေရာကိုရောက်သွားသလိုပဲဂူပုံစံလေးလုတ်ထားအဲ့ဒါလည်းသူ့ရဲ့အသာကြောင့် โอเคအခုဆိုလို့ရှင်တော့အပေါ်ထပ်ကိုကြည့်ပြီးပါပြီဒီနေရာလေးအဆိုလို့ရှင်တော့ကျွန်တော်တို့ပေါ့နော်ဒီ view point လို့လည်းပြောလို့ရတယ်ဗျာဒီပုံစံလေးကဦးကြီးရဲ့ကနောက်မှာရေတခွန်လေးလောက်ထားအောက်မှာကြည့်လိုက်လို့ရှင်လုံးဝကိုလုံးဝမထင်သာဘူးဟိုတဲ့မလားဆိုင်ရဲ့အပြင်ဆိုင်ကိုကြည့်လိုက်တဲ့ခါကျလုံးဝမထင်သာဘူးတိတိလေးကိုထင်သာဒါပေမဲ့တကယ်တမ်းကြည့်လို့ရှင်တော့ဒီရေတခွန်လေးနဲ့ဒီနာကတော်တော်များများလဲတက်ပုံဒီမှာရိုက်ကြတယ်ကြည့်လိုက်ပါဦး အဒီနီယာလေးလည်းမိုက်တယ်နော်အတပုံရိုက်မယ်ဆိုဒီနီယာလေးကနည်းနည်းဒူးမိုက်တဲ့တင်မှာပါတယ်အဲ့ဒီတော့ကျွန်တော်အစမ်းထည့်ပေးပါတယ်နောက်မှာရေတကုံလေးနဲ့ရေတကုံရဲ့ကျွန်တော်ရဲ့ဒီဘက်အချမ်းမှာလည်းတကယ်မိုက်တဲ့ဒီဇိုင်းလေးရှိတယ်ကျွန်တော်လှည့်ပြီးရိုက်ပြဒီနီယာလေးကလည်းထန်ပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်လည်းတော်မိုက်တယ်ဒါပေမဲ့အရန်လူများရဲ့အချိန်ကိုဒီဇိုင်းကိုလာမယ်ဆိုလို့ရှိရင်တော့ကော်ဖီဆိုင်မှာနှစ်နာရီပဲထိုင်ခွင့်ရှိတယ်ပေါ့နော်ဆက်ပြီးတော့ကျွန်တော်မှားရတာကြီးဆက်ဆွဲမယ်လိုက်ခဲ့ပါဦး โอเคခုနကဓပုံလေးလည်းရိုက်ပြီးသွားပြီအဲပြီးတော့ကျွန်တော်မှားထားတယ်အဒီကောင်ကအ fish finger ရယ်ပြီးတော့က class sandwich ရယ်ဒီဆိုင်ရဲ့သူက signature လို့လည်းပြောလို့ရတယ်ဗောနော်အသူ့ရဲ့အရာသားတွေကဘယ်လိုရှိလဲဆိုတာကိုအပြည့် potato လေးပဲပါပုံစံတော်တော်များများဟာဒီအလှအပလုပ်ထားတဲ့စိုင်တော်တော်များအများသာအဆိုးဆိုင်ရတယ်တိတ်ဒီကြောင်ကြောင်ကောင်းနေကောင်းစားမရှိဘူး ဒီဆိုင်လေးကို recommend ပေးခြင်းလား daily နဲ့ဆင့်လားစားရတာလည်းအဆင်ပြေတယ်။ဘာဖြစ်ပေါ်ဒီကောင်ဆိုလို့ရှိရင်နှစ်ယောက်စားလို့ရတယ်။ဒီနေ့အောင် sandwich ရဲ့ဒီ fifth finger လေးတော့ပေါ့ပေါ့ပပလေးမှားလိုက်တယ်။ဘယ်လာရောက်ဆိုဒီကောင်လေးရောက်ကောင်းတယ်။အင်းအေးလေးရောက်ဒီကောင်က B name စော်ရတယ် လုံးဝမိုက်တယ်အရရရချိုးချိုးလေးဒါကတော့ကျွန်တော်ဘာလို့မာလိုက်လဲဆိုတော့သူတို့ရဲ့ဒီ signature ကပ်ပြက် signature ဟာလို့တော့ပြောရဲပေါ့နော်ဒီကောင်လေးလည်းကောင်းတယ်ဆိုတော့စွန်ရာလေးနဲ့ချင်းချင်းလေးအာတောက်ရတာလည်းအဆင်ပြေဟိုအရင်ကတော့ဤစိတ်မနေဘူးဟိုပြောချင်တာက အဓိကတော့ဒီကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်ပြောချင်တာကတော့ဒီများတယ်အဲ့အတွက်ကြောင့် wine ကဒီများတဲ့အချိန်တော့လို့ရှိရင်အချိန်နှစ်နာရီပဲရမယ်အာပြီးတော့ကျွန်တော်ခုနကပြောကြလို့ဘောနော်ဓမ္မရရလည်းအဆင်ပြေတယ်ပြီးတော့နောက်မှာ ASC coffee date ချင်တယ်ဆိုလို့ရှိရင်တော့ဒီ style လေးကိုတော့ recommend ပေးချင်ပါတယ်ကျွန်တော်ဆက်စားလိုက်ပါမယ်နောက်မှတွေ့မယ် bye bye